ဘုရားတပည့်တော်အလင်းသိမ့်လို့ကိုယ်တရင်သုံးပါညီတော်နောင်တော်အချင်းချင်းသတိပေးတဲ့အနေနဲ့တပည့်တော်နည်းနည်းဆက်လက်ပြီးလျှောက်ထားခြင်းပါတယ်ဒီနေ့ရွှေငွေသည်ဟန်တော်တို့အမှားဘူးလို့မသိတဲ့ပုဂ္ဂိုလ်ဘယ်နှပါးရှိလဲဆန်းစစ်ကြည့်လေမသိတဲ့ပုဂ္ဂိုလ်ဘယ်နှပါးရှိလဲမရှိတလို့ရှားပါတယ်ဒါတိလျက်နဲ့ရွှေငွေကိုအလှခံနေတဲ့လွန်ကျူးနေကြတယ်ဒါဟာသိတ်ထင်ရှားတယ်သင်္ဆိတ်ဝိတိတ်ခန္ဓာဖြစ်နေပါတယ် နေတကီတို့ရဲ့သဘောကစွန့်ခြင်းဝိနိကံရှိရှိတယ်စွန့်ပြီးမှဒေသနာကြလျင်ဒီအဘကစင်ကြပါတယ်မစွန့်ဘဲနဲ့ဒေသနာကြရင်အကျဉ်းထောင်းတဲ့တောင်းတဲ့သိမ့်တဲ့တန်းနဲ့ဂရေနဲ့ခြီးပြီးဒေသနာကြလည်းဒီအဘကမစင်ကြဘူးအဘမှမထပါဘူးဒီလိုအဘတန်းလည်းနဲ့တည်ခဲ့ရင်ဘာဖြစ်မလဲတက္ကန္တရမက္ကန္တရ ဒီအပ္ပတိတန်လန်းနဲ့တရားအထုတ်ခဲ့ရင်လည်းဇမေဖို့နိဗ္ဗာန်ကိုဘယ်လိုမှမရဘူး။သိရင်လည်းကောင်းရာဒုက္ခတိကိုမရောက်ဘူး။ကောင်းရာဒုက္ခတိမရောက်ရင်ဘယ်ဘုံဘဝရောက်မှာ။အဲ့ဒါစဉ်းစားဖို့ဒီအချက်နဲ့ပတ်သက်လို့တပည့်တော်ဘုဒ္ဓတာလေးတစ်ခုပါနော်။တောင်းလေးလုံးဆိုတော့ဘုရားကိုတပည့်တော်ကဆရာတော် အဘဒီဟတက္ကန္တရမက္ကန္တရဖြစ်တယ်ဆိုတာကိုဆရာတော်လက်ခံပါသလားဆိုပြီးဒီမေကွန်းလေးကိုတပည့်တော်ကဘုသုတ္တအဖြစ်ထေကြီးဝါကြီးတွေထာမဘုသုတ္တလိုချင်လို့မေးမြန်းလျှောက်ထားပါတယ်လျှောက်ထားတဲ့အချိန်ကတော့ကြတော့ဆရာတော်ကသူ့ရဲ့အတွေ့အကြုံလေးနှစ်ခုပြောပြတယ်ကိုရောတပည့်တော်လက်ခံတယ်ဘယ်လိုလက်ခံတယ်လဲဆိုတော့ဒီတောင်လေးလုံးကျောင်းကသာဥသွင်တို့မိဘတံပါဖြစ်တဲ့ဥဖန်နဲ့ဒေါ်ရင်တို့က ကိုယ်ခွေတိဆောက်လှူဒန်းထားတဲ့အကြောင်းဖြစ်ပါတယ်။အဲ့ဒီအကြောင်းမှဒီဥပ္ပံဒေါ်ရင်တို့ကသာသမီ၃ယောက်ရှိပါတဲ့အမအကြီးဆုံးကတယောက်ဓမ္မီဦးအောင်ဖေးလို့ခေါ်ဆိုအပ်တဲ့မော်လမြိုင်မြို့ကိုဟိုရှိခေတ်ကတမျိုးလုံးကိုလျှက်စစ်ဓာတ်အပ်ပေးနေတဲ့ဓမ္မီဦးအောင်ဖေးဆိုတာကတယောက်စာဥသွင်ကတယောက်သာသမီ၃ယောက်ရှိခဲ့ပါတယ်။ဒေါင်းလေးလုံးကျောင်းမှာသူ့မိဘတွေကဓမ္မဂရိက တပဖြစ်တဲ့ဆရာတော်ဥဇတိလဆိုတာအဲ့ဒီဆရာတော်တပကိုကိုယ်ကိုယ်စိတ်ကထားပါတယ်အဲ့ဒီလိုကိုယ်ကိုယ်စိတ်ကထားရကနေပြီးတော့ဒီဆရာတော်မှာရှိခစ်ပေါ့လေငွေရင်းကားတွေ9000ကျော်လောက်ရှိတယ်ဆိုတာကိုလက်သမားတွေကသိကြတယ်သိကြတော့မလုပ်တည်းလက်သမားတွေကဒီဆရာတော်ကိုဓာတ်နဲ့ထိုတတ်တယ်အဲ့ဒီငွေကိုရက်အောင်ယူတော့ယူလို့တော့မရပါဘူးနောက်ဆုံးအမှုက ပေါ်သွားတယ်ဆိုကြပါစို့ ဒီတော့အဲ့ဒီအချိန်ခါမှာမစိုးရင်တိုက်ကလည်းထင်ရှားကြောကြာခိုက်ဖြစ်တော့သာဥသွင်တို့ကနေယထာအဖြူရဲကြီးတွေနဲ့မစိုးရင်တိုက်မှာဆရာတော်ကြီးကိုရောက်ပြီးတော့တောင်းလေးလုံးဆရာတော်ကိုပင့်လိုက်ပို့လိုက်ပါတယ်။နမဝတန်ခါ60နှစ်တကောမော်လမြိုင်ကိုထည့်ပေးလိုက်တယ်။တောင်းလေးလုံးဆရာတော်အဲ့ဒီမှာစာရီပါရီချပြီးနေတာ9နှစ်လောက်ကြာသွားတယ်။9နှစ်လောက်ကြာတဲ့အချိန်ကကြတော့ဘိဖက်ကကလေးလေးတယောက်က ဥစတိလဝင်စားပါတယ်ဆိုပြီးတော့သူကြောင်းရောက်လာတယ်။ရောက်လာတဲ့အခါဒီကလေးလေးပြောတဲ့စကားတွေကအလုံးမှန်နေတယ်။တကားတွေတွေ့လိုက်ရင်လည်းသူကနာမည်တန်းခေါ်လိုက်တာပဲအကုန်မှန်တယ်။အရေးပိုင်းတွေလည်းသူအကုန်မှတ်မိတယ်ပြောလိုက်အကုန်မှန်နေတယ်။ဒါနဲ့တပည့်တော်ကတော့စဉ်းစားတယ်တဲ့။ဒီကိုရောကြီးကအပတန်းနဲ့တည်သွားတဲ့ကိုရောကြီးဖြစ်တယ်။လူတော့ဘယ်လိုမှမဖြစ်နိုင်ဘူး။အဲ့တော့လူရှင်းသွားတဲ့အချိန်ကကြတော့မှဒီပြီးတော့ဒီကလေးလေးကိုတယောက်ချင်းခေါ်ပြီးမေးကြည့်တယ် ဟိကောမင်းတည်တဲ့အခါဘိတ်ကိုမင်းဘယ်လိုလုပ်ရောက်သွားလဲငါပြောပြစမ်းဆိုပြီးမေးကြည့်မေးကြည့်တဲ့အခါကိုရောဒီကလေးလေးပြောတာသိတဘာဝကြတယ်ကိုရောတပိတော်ကိုသူတို့ကဓာတ်နဲ့ထိုးတက်လိုက်တော့တပိတော်ကြောက်ကြောက်နဲ့ကန္နာကိုအတင်းဆင်းပြေးတာအဲ့ဒီကနေကြိုက်တန်လံဘုရားကနေတန်းပြီးဆင်းပြေးလိုက်ရင်ကန္နာရောက်တယ်ကန္နာလည်းရောက်သွားတပိတော်ဘိတ်လေးကြီးဒီကျင်းကကန်းကခွာနေတာထွက်တော်မဲ့လို့တော့တပိတော်လှေပေါ်ခုံတက်ပြီးလိုက်သွားတာ ဒီလေကြီးကအဲ့ဒီကျွန်းကျွန်းမှာသွားဆိုင်တော့တပြီတော့အဲ့ဒီကျွန်းမှာဆင်းကြရင်ခဲတာနောက်တော့တပြီတော့အဲ့ဒီကျွန်းမှာပဲလူဖြစ်သွားတယ်ဆိုပြီးပြောတယ်ဆိုလိုတာကတော့ဒါနဲ့ထိုးတက်လိုက်တဲ့အခါသင်းလင်းသင်းချင်းချက်ချင်းပိတ်တာပေါ့ပြောင်းသွားတာတရေဖြစ်သွားတာပေါ့တရေဘွားကနေပြောင်းပြီးတော့အဲ့ဒါဘိတ်ကိုလှင်းနဲ့လိုက်သွားပြီးအဲ့ကျွန်းကျွန်းမှာ ခုံချပြီးအဲ့ဒီမှာသူ့ကိုကျွတ်ထိုက်တဲ့ကံလေးလည်းရှိပုံရပါတယ် ကောင်းမှုကုသိုလ်သိညှင်းညွှန်းပြီးပြုလိုက်တော့ဒီကောင်းမှုကုသိုလ်လေးကိုသူခံစားတတ်တဲ့ကံလေးလည်းရှိပုံရတယ်။အဲဒါကြောင့်သူကကျွတ်ပြီးတော့လူ့ဘဝတစ်ခါပြန်ပြီးပဋိသင်္ဍေနေတယ်။ပဋိသင်္ဍေဒီနေပြီးတဲ့အချိန်ခါကျတော့မှလူပြန်ဖြစ်ပြီးတော့အဲ့ခုနှစ်နှစ်လောက်ကြာတော့မှဒီတောင်လေးလုံးကျောင်းကိုပြန်လာပြီးတော့ဒီပစ္စည်းတွေကသူပစ္စည်းဖြစ်တယ်ဒီစာအုပ်တွေကသူစာအုပ်တွေဒီပြီးတော့ကသူလောက်သွားတဲ့ပြီးတော့စတဲ့ဖြစ်အကုန်လုံးပြောအကုန်မှန်နေတယ် လူတွေလည်းအကုန်လုံးပြောမှန်းတယ်။ဒါကြောင့်အဘတိတက္ကံတရမက္ကံတရဖြစ်နိုင်ပါတယ်ဆိုတာကိုဆရာတော်ကတော့သူလက်ခံတဲ့အကြောင်းပြောတယ်။နောက်တစ်ခုသူကသူ့ရဲ့အတွေ့အကြုံဝိထုလေးတစ်ခုပြောပါပြောပြပြန်တယ်။သူတို့ခက်ကယဉ်ဏ်ညောင်းဇာမွေးဘက်ကအလွန်အကောင်းပါတယ်။နာမည်ကြီးတော့ယဉ်ဏ်ညောင်းမှာဒီမန္တလေးကနေဆင်းဆင်းပြီးသွားစားဖြစ်ကြတယ်။စားဖြစ်နေတဲ့ မိစေတယောက်နဲ့ရေနံကျောင်းကဘုန်းကြီးတစ်ပါးနဲ့ယင်းနေခင်မနေတော့တနေ့ရေနံကျောင်းကိုသူကအကျောင်းတစ်ခုကြောင့်ရောက်သွားတဲ့အခါဒီမိဆွေနဲ့စကားဆက်ပြီးတော့မိဆွေကဘာပြောလဲအရှင်ဖျားအပတိဟတက္ကန္တရမက္ကန္တရဖြစ်တယ်ဆိုတာအရှင်ဖျားမယုံနဲ့တပည့်တော်ကကပ်ပြီးကစိန်မောင်ကြီးကြည့်အဲ့ဒီစိန်မောင်ကြီးဟာတပည့်တော်ဆရာတော်ဝင်စားတာတပည့်တော်ဆရာတော်ဘယ်လိုနေခဲ့တယ်ဆိုတာအရှင်ဖျားတို့အသိပဲ။ ပါရဇိကလေးပါးကလွဲ့ရင်သူလွန်ကျူးကြည့်တာလည်းအကုန်လုံးလှုပ်ချင်တယ်လို့လွန်ကျူးကျင်တယ်လို့လူကျွနေတာဒါကြောင့်အဘက်ကတက္ကံတည်းမက္ကံတည်းဖြစ်တယ်ဆိုတာမယုံနဲ့ဆိုပြီးသူကပြောတယ်တပည့်တော်လည်းစဉ်းစားတယ်ဒီပြောနေတဲ့ပုဂ္ဂိုလ်ကလည်းတမန်ပုဂ္ဂိုလ်တော်မဟုတ်ဘူးသူလည်းတက္ကံတည်းဟာဓမ္မစရိယာပါပဲတဲ့ဒီတော့ဘုရားဟောကတော့မလွဲ့နိုင်ဘူးဆိုပြီးတပည့်တော်လူရှင်းတဲ့အခါဒီစိန်မောင်ကြီးကပ္ပိယစိန်မောင်ကြီးကိုခေါ်ပြီးတော့တပည့်တော်မေးတယ်ဟေးစိန်မောင်ကြီး နင်ဘုန်းကြီးဘုရားကပြန်တော်မူတဲ့အခါလူဘုရားကတန်းရောက်သလားသို့မဟုတ်နင်ကြားထဲမှာဘာမှန်းဖြစ်သေးတယ်လဲလို့သူမေးကြည့်ဟာခေါ်တော့တပည့်တော်တရေဘုရားမှာတလားလောက်ကြားတယ်လို့ပြန်ပြောအဲဒါကြောင့်ရှ िख ိကထင်ရှားကြော်ကြတော်မူတဲ့လယ်ရီတော်ဘုရားကတော့သူ့တပည့်တွေကို အခါခွင့်တင့်လျင်ဆုံဆုံးမတယ်တပည့်တော်တဆင်စကားကြားဘူးတာပါဘယ်လိုဆုံးမတယ်ထိုးဤတေတဆင်ပြင်းကံကောင်းမဲ့ ဟုတ်တယ်မလားဘာဖြစ်လို့လဲတပည့်တော်ဘုန်းကြီးတွေကဒီနိဒကိကိုအလွန်မဲ့မောကြတယ်မစွန့်နိုင်ကြဘူးနိဒကိတန်းလန်းနဲ့ဒီပစ္စည်းတွေနဲ့အကြောင်းလေးဆောက်တယ်ဒီကြောင်းတွေမစွန့်နိုင်ဘူးဒီတန်ငန်းတွေစီစဉ်တယ်ဒီဆွမ်းတွေစီစဉ်တယ်ဒီပစ္စည်းလေးပါစီစဉ်တယ်မစွန့်နိုင်ဘူးဒီအပကြီးတန်းလန်းနဲ့တည်သွားတော့ကောင်းရသကတိဘယ်လိုလုပ်ရောက်မလဲမရောက်နိုင်ပါဘူးဒါကြောင့်တက္ကန္တရမက္ကန္တရဖြစ်တယ်ဆိုတဲ့ဇာကားကိုတော့ ယုံယုံကြည်ကြည်ဖြင့်ယုတ်သေးစွာလိုက်နာပြီးတော့သန္တရာတော်မှာကြည်ချံကြုတ်ကိုပွားများအထုတ်ပြီးနေထိုင်တော်မူကြပါဆိုပြီးပြီးတော့ဆက်ရောက်ထားပါတယ်ခင်ဗျာ။